မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ခြေစွတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသေလိုပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ခြေစွတော်ကိုချီးမွမ်းပါလေ။ခြေစွတော်ကြောင့်2025ခုနှစ်ယနေ့ဆိုကျွန်တော်တို့ နိုဝင်ဘာလ၄ရက်နေ့လို့ရောက်ရှိလာပါပြီ။ပုံဆောင်တော်မူသောဖျားရှင်ကိုချီးစွတ်တင်ပါတယ်။နေ့ရက်စတိုင်းချီးစွတ်သူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားနှုတ်တော်အဖြစ်တည်ဆောက်ဆရာဖြစ်စေပါ။နန်းနေတဲ့သမာတရားကိုကိုရောယူဆောင်ဖို့ပြပါ။အခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါ။သခင်ယေရှုနာမအားဖြင့်ဆုတောင်းကြဝေငှပါれဖျား။အာမင်။ဖျားရှင်ရဲ့ချီးစွတ်တော်ကိုချီးမွမ်းပါれ။ ကျွန်ရှောလမုန်တချင်းကိုခြုံငုံပြီးလေ့လာမှာဖြစ်တယ်။တော့ရှောလမုန်တချင်းဆိုတာကတော့တမန်ကျမ်းစာထဲမှာဒီကဗျာလင်္ကာအမျိုးအစားမှာပါတဲ့တချင်းတစ်ပုဒ်ဖြစ်တယ်။အဲ့တော့ရှောလမုန်ကကျမ်းစာထဲမှာနော်တချင်းရေးဆရာဖြစ်တယ်။ဉာဏ်ပညာနဲ့ပတ်သက်ပြီးတော့လေဖျားသခင်ပေးထားတဲ့ထူးခြားတဲ့ဉာဏ်ပညာကိုရထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။အော်နားလည်အောင်ပြောရင်တော့ရှောလမုန်က တန်စကားပေါင်း3000ကျော်သူရေးခဲ့တချင်းပေါင်း1500ပုတ်ဆက်ခဲ့တယ်ပြန်ပြောခြင်းနဲ့ရှောင်းမုံကတုတ်တန်စကားပေါင်း3000ကျော်ရေးခဲ့တယ်တချင်းပေါင်း1500ပုတ်သူဆက်ခဲ့တယ်အဲ့ဒီတချင်းနေထဲမှာအနှစ်ချုပ်ကတော့ဒီရှောင်းမုံတချင်းဖြစ်ပါလေဒါလေးကိုကျွန်တော်ရှင်းဦးဆိုတာသိဖို့ဖြစ်တယ်ဟောဒီရှောင်းမုံတချင်းကခင်တစ်ကနေအခန်းကြီး၈ထိရှိတယ် ော်ဒီခန်းကြီး1ကနေခန်းကြီး10အထိကိုနားလေဖို့ကျွန်တော်အချက်6ချက်ကိုအခြေခံပြီးကျွန်တော်ပြောသွားမှာ ဖြစ်တယ်။အော်နံပါတ်1ဘလုံးချက်ကတော့ရှောင်းလုံသချင်းရဲ့ကျမ်းကြီးသူကရှောင်းလုံမင်းကြီးဖြစ်ပါတယ်။နံပါတ်2ကတော့ရေးသားတဲ့ခုနှစ်က BC 930ဝင်းကျင်ခတ်မှာရေးသားခဲ့တာဖြစ်တယ်။နောက်နံပါတ်3ကတော့ရည်ရွယ်ချက်ရည်ရွယ်ချက်ကတော့ကကြီးခခွေကငင်ဆိုပြီး အချက်3ချက်ရှိတယ်။ကကြီးကတော့ဘာလဲဆိုတော့ လူတို့ရဲ့ချစ်ချင်းမြတ်တာနဲ့အိမ်အောင်ပြုခြင်းဟာကပ္ပဝုကလေးကသာဝရဘုရားသခင်ထားရှိတဲ့အချံစီဖြစ်ကြောင်းသိရှိစေလိုတယ်လူတွေဟာအိမ်အောင်ပြုတဲ့အခါလက်ထက်တဲ့အခါထိမ်းများတဲ့အခါဒါရီယာဟူကဘာဦးကလေးကအာရယူဝဘုရားသခင်ကဖန်ဆင်းပြီးအိမ်တောင်နဲ့ပတ်သက်ပြီးတော့ ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့ကြီးမားတဲ့အကျံစီဟိုးကဘာဘူးတွေရှိတယ်ဆိုတာသိစေလိုတဲ့တကြောင်ရည်ထားခြင်းဖြစ်နောက်နမနစ်ကတော့ယောက်ျားနဲ့မိန်းမတို့ရဲ့မြတ်တာထားရှိခြင်းနဲ့ချစ်ချင်းမြတ်တာဟာထိမ်းမြားဆောင်ရင်းခြင်းနဲ့ပတ်သက်ပြီးနားလေစီလိုတယ်ယောက်ျားနဲ့မိန်းမမေတ္တာထားတယ်ထိမ်းမြောင်းဆောင်နေတယ်တယောက်နဲ့တယောက်မေတ္တာကိုပေါ်ချူးတဲ့အရာတွေကို အသေးစိတ် သိစီလိုတယ်အလွန်ထူးဆန်းတာကလူယောက်ျားနဲ့လူမိန်းမကိုဘုရားကြီးကဖန်ဆင်းပြီးခွဲထားတာမဟုတ်အတူထားတာလားပြီးတော့မိန်းမကိုလှပခြင်းနဲ့ဘုရားထည့်ထားတယ်ယောက်ျားကိုလည်းယောက်ျားနဲ့ဆိုင်နဲ့အားကိုးရောက်လောက်တဲ့အရာတွေအားလုံးနဲ့ထည့်ထားတယ်ဗျ ဲ့တော့ယောက်ျားတယောက်ကမိန်းမတယောက်ကိုဆိုချစ်တဲ့မြတ်တာကိုပေါ်ကျူးတဲ့အခါမှာ သူချစ်ချောင်းပေါ်ပြလို့ထိမ်းများခြင်းအပြည့်သွားတသက်ပြန်ပြဒါကြောင့်ထိမ်းများတယ်ဆိုတာကသဘောပေါက်ပြီးထိမ်းများလို့မရသဘောတူမှထိမ်းများလို့ရဒါကြောင့်ယောက်ျားနဲ့မိန်းမသဘောပေါက်ပြီးလက်ထပ်လို့မရသဘောပေါက်ပြီးအိမ်တော်ပြုလို့မရသဘောတူမှအိမ်တော်ပြုလို့ရအဲ့ဒီမေတ္တာပေါ်မှာပဲဒါ ड़ी ဖြစ်လာတာ ဒါတွေကိုသိစီလိုတဲ့တကြောင်သူရေးထားတယ်ဒါကြောင့်ယောက်ျားနဲ့မိန်းမရဲ့မေတ္တာထားရှိဖို့ချစ်ချင်းမေတ္တာနဲ့ထိမ်းမြားဆောင်ရင်းခြင်းတွေကိုနားလည်ဖို့တော့သူရည်ရွယ်ပြီးရေးထားတာဖြစ်တယ်ကေနမကငယ်တတိယချက်ကတော့ဘာလဲဆိုတော့လူတို့နိုင်ထားတဲ့မေတ္တာဟာအလွန်စမ်းကြဲ့ပြီးနတ်ဆိုင်တဲ့အရာဖြစ်ကြောင်းသိရှိနားလည်စေလိုတယ်လူဒီမှာရှိတဲ့မေတ္တာဒီမေတ္တာဆိုတာဖះရှိရပဲလား ။ဘာကြောင့်လဲဆိုတော့ God is love ။ဘုရားသခင်ကချစ်ချင်းမြတ်တာဖြစ်တယ်။ဘုရားသခင်ချစ်ချင်းမြတ်တာ။အဲ့ဒီချစ်ချင်းမြတ်တာရှိခဲ့ဘုရားကလူကိုဖန်ဆင်းပြီးဒီမြတ်တာဆိုတာအတိန်နဲ့အလွန်ကြီးတယ်။စမ်းကြည့်တယ်၊နှက်ရှိုင်းတယ်။ဒါတွေကိုသိစေလိုတဲ့အတွက်ကြောင့်ရှောမုန်မင်းကြီးကဒီရှောမုန်တချင်းကိုမြတ်တာဖွဲ့ပြီးရေးထားတာဖြစ်တယ်။ဒါကြောင့် ဒီရည်ရွယ်ချက်၃ချက်ကိုသူအခြေခံပြီးတော့သူရေးထားတယ်ဆိုတာကိုအဲဒါကျွန်တော်တို့သိဖို့ဖြစ်တယ်။အဲမှာမှထပ်ပြီးတော့သိရမယ့်အချက်ကလေး၄ချက်ပြောပြချင်တယ်။နောက်ဒီချက်ကတော့ဗာလေးဆိုဒီရှောလုံးတစ်ချက်သရိုးသားနဲ့သရိုးသမီးကြားမှာထားတဲ့နှက်ဆိုင်နဲ့မြစ်တာကိုသိစီလို့ရတယ်။အဲသရိုးသားနဲ့သရိုးသမီးဆိုတာဒီတဲမှာတော့ဘသူ့ကိုပေါညွှန်းလဲသရိုးသားဆိုတာရှောလုံးမင်းကြီးကိုရည်ညွှန်းတယ်။ တဒိုးသမီးဆိုတာကတော့เนาะရှုလမိတ်မိငမိမငယ်လေးเนาะရှုလမိတ်မိမပြိုလေးပေါ့เนาะအဲ့ဒီတဒိုးသမီးနဲ့ရှုံးမုံမင်းကြီးရဲ့မြစ်တာအဲ့ဒီတဒိုးသားနဲ့ရိုးမီရဲ့မြစ်တာကိုတည်တည်ချာချာပေါညွှန်းထားတယ်အဲ့ဒီတဒိုးသားဆိုတာဘု து ပြန်ကြီးညွှန်းလဲနံပါတ်1ကသခင်ယေရှုကိုညီညွှန်းတယ်အဲ့ဒီရှုလမိတ်မိမပြိုလေးဆိုတာဘု து ညီညွှန်းလဲယုံကြည်သူတွေကိုညီညွှန်းတယ် ဒါကြောင့်တခင်ရှုလို့ခေါ်တဲ့သရိုးသားနဲ့ယုံကြည်သူ သရိုးသမီးနဲ့တယောက်နဲ့တယောက်ချစ်တဲ့မေတ္တာကိုပေါ်ပြခြင်းလေးဖြစ်တခင်ရှုကသရိုးသမီးလို့ခေါ်တဲ့အသင်းတော်ကိုသူသိချစ်တယ်အသင်းတော်မှာရှိတဲ့ယုံကြည်သူကသရိုးသမီးတွေပဲဒါကြောင့်သရိုးသားကချစ်လွန်းလို့သရိုးသမီးကိုအသက်ပေးပြီးသူချစ်တယ်ဒီအရာတွေနဲ့ပတ်သက်ပြီးတော့သူကဒီရှောင်းမုံတဲ့ channel မှာရေးထားတာဖြစ်တယ် ။ဒါကြောင့်သူရေးထားတဲ့ဒီထဲမှာနံပါတ်3တတိယချက်ကဘာလဲဆိုတော့သရိုးသမီးလေးက A-frame တောင်အရက်ကဖြစ်တယ်။ရှလမိတ်မျိုးသမီးလေးသရိုးသားလေးကတော့သိုးချောင်းသားလေးလို့ပြောရင်လည်းမမှားဘူး။သူတို့တွေ့ဆုံပြီးသရိုးသားလေးနဲ့ခွဲခွာလိုက်ရခွဲခွာပြီးတဲ့အခါသရိုးသားလေးပြန်လာမယ့်အရာကိုသရိုးသမီးလေးကစောင့်နေတယ်။ဒီကြောင်းရာကို သူကသေချာရေးထားတာဒါကျွန်တော်နံပါတ်3အနေနဲ့သိဖို့ဖြစ်တယ် ။နံပါတ်၄ကတော့ဗာလေးဆိုဒီရှောလမုန်တချင်းဝင်ဂျူးတွေကပတ်သက်ခါပွဲဆိုရင်ဒီရှောလမုန်တချင်းသူတို့စူလေးစူထားရှိတယ်။နောက်ဖြည့်စွက်နံပါတ်၅အနေနဲ့ထပ်သိရမယ့်အချက်ကတော့ဗာလေးဆိုတော့ရှောလမုန်တချင်းထဲမှာငါချစ်ရသောသူငါချစ်ရသောသူငါချစ်ရသောသူဆိုတာအချိန်30မကရေးထားတယ်။ဒါကြောင့်တခီရှုလို့ခေါ်တဲ့သရူသားနဲ့ ရှုလမိတ်မျိုးသမီးလို့ခေါ်တဲ့သတို့သမီးခုရှောင်းမုံလို့ခေါ်တဲ့သတို့သားနဲ့ရှုလမိတ်မျိုးသမီးနဲ့ဒီနှစ်ယောက်ရဲ့မေတ္တာကိုဖော်ကျူးပြီးလေးတာဒါကြောင့်သခင်ရှုလို့ခေါ်တဲ့သတို့သားနဲ့ယုံကြည်သူ အသင်းတော်သတို့သမီးနဲ့ပေါင်းဖော်ခြင်းကို ပုံဆောင်ခြင်းဖြစ်တယ်တနေ့ဘယ်မှာပေါင်းဖော်မလဲကောင်းငင်နိုင်ငံတော်မှာသိုးသင်ငယ်မင်္ဂလာဆောင်ပွဲကျင်းပမယ်ဒါကြောင့်သတို့သားလေးကသူ့เจ้าသားလေးအနေနဲ့သတို့သမီးနဲ့တွေ့ပြီးသူပြန်သွားတယ်တတိသူပြန်လာမယ် တောင်ဒီသရိုးသားသရိုးမျိုးသူဘလောက်ချစ်တဲ့အကြောင်းတနည်းပြန်ပေါင်းမယ်ဆိုတဲ့အကြောင်းပြန်တွေ့မယ်ဆိုတဲ့အကြောင်းဒါ리고ဖော်ကျူးရေးသားထားတာရှောလမုန်တစ်ချင်းဖြစ်ပါလေဒါကြောင့်ဒီရှောလမုန်တစ်ချင်းကိုနားထောင်နေတဲ့ကျွန်တော်သရိုးသားလို့ခေါ်တဲ့သခင်ယေရှုခရစ်တော်ရဲ့မြစ်တာတော်ကို ကောင်းကောင်းနားလေပြီသတို့သမီးလို့ခေါ်တဲ့သတို့သမီးတယောက်ကသတို့သားနှစ်သက်ဖွဲရအသက်တာတွေရှိဖို့အကောင်းဆုံးအသက်ရှင်နိုင်သော သူများဖြစ်ပါစေလို့အားပေးခြင်းနှိကုံးချုပ်လို့တဲ့ခြားနာလူရောက်ချင်းစီတိုင်းဖြတ်ရှင်ကောင်းကြီးပေးပါစေဒီကနေ့တော့ကျွန်တော်သုံးချက်ပြီးပြီနောက်နေ့ဒီမှာကျွန်တော် channel 4 5 6ကိုဆက်ပြီးနားထောင်သွားရင်ကျွန်တော် short မခန်းကြီးတက်ကန်နေ၈ ठी ကို ရှောင်းလုံးတဲ့ချင်းကိုပို့ပြီးနားလေသွားမှဖြစ်ပါတယ်ဒီကနေ့တော့ကျွန်တော်အချိန်နဲ့ငယ်ရွှေ့တဲ့အရာတော့နားလေပြီးဖို့မြင့်တန်ရက်ခံလို့ကျွန်တော်ချက်ရင်းယုံကြည်ခြင်းနဲ့ချင်းသိတော့မှဒီကနေ့သမန်ချမ်းစာကြည်ကူးရေးပြိုင်ပွဲနဲ့ပတ်သက်ပြီးကျွန်တော်နှစ်သိပ်စုများပြန်လည်ပြီးချင်းနှစ်ရက်တာပေါ့ဒီကနေ့စာမူလက္ခဏာဒုတိယနေ့နောက်ဆုံးနေ့ဖြစ်သလိုစာမူလက္ခဏာချင်းများပြီးဆုံးပါပြီလက်ဆောင်လေးလေးကျွန်တော်တို့တော်တော်များများကိုပြန်ပြီးခဲ့ပါတယ်အချို့လေးချွင်းချက်တွေရှိပါတယ် စာရေးပေမဲ့ကျမ်းစာရေးတာမပြီးတဲ့အုပ်စုရှိပါတယ်။အဲ့ဒီမပြီးတဲ့အုပ်စုတွေကတော့ဒီကနေ့ကျွန်တော်တို့လာအကြောင်းကြားတဲ့သူတွေကိုကျွန်တော် record ယူထားပါတာ။အဲ့ဒီသူတွေကတော့ကျွန်တော်လာမယ်ဗုဒ္ဓကူးနေ့12ရက်17လ2025နနက်9နာရီကနေနေ့လယ်17နာရီအတွင်းမှာနနက်9နာရီနေ့လယ်17နာရီအတွင်းမှာအဲ့ဒီ12ရက်နေ့မှာအပီးရေးပြီးလာပို့ဖို့ဖြစ်တယ်။ အဲ့ကြတော့ကျွန်တော်နှစ်သိမ့်စုပဲပြန်ပေးလိုက်မယ်အဲ့ဒီသူတွေကတော့ first second third ထဲမှာလုံးဝမဝင်တော့ပါဘူးမရှိတော့ပါဘူးဒါလေးလေကျွန်တော်တို့ချူတင်ဖော်ပြလို့ရတယ်။နေသမားတွေလည်းဒါကျွန်တော်တို့အကြောင်းချားသောသူပေါ့မပြီးဘူးဘလို့များအစီအစဉ်ရှိလဲဆိုတော့အဲ့ဒီသူတွေတော့ချုပ်ပြင်းစက်တချို့လဲ အကြောင်းမကြားတော့ညာလေမပြီးဘူးနည်းနည်းရင်းကျင်တယ်ဆိုရင်လေဒီတိုင်းနဲ့ဒါပေမဲ့ကျတော့လူရောက်90ကိုပဲလက်ခံမှာဖြစ်တယ်ပြန်ပြောကျင်တယ်90ဆုလက်ဆောင်90ပဲလက်ခံမှာဖြစ်တယ်ဒါကြောင့်12ရက်17လ2025နနက်9နိုင်ကနေ17နိုင်အတွင်းမှာ လာပို့တယ်ပထမဆုံးပို့တယ်အယောက်90ကိုပဲကျွန်တော်နှစ်သိပ်စုပြန်ပေးမှဖြစ်တယ်90ကျော်သွားတဲ့ရင်တော့ကျွန်တော်ရမှာမဟုတ်တော့ကြောင်းဒါထူးခြားခွင့်ရည်ကျေးဇူးတော်နဲ့ပြန်စဉ်းစားပေးလိုက်တာ ဖြစ်တယ်တကယ်တော့သူ့ဒုံးစားဒီကနေ့ညနေ3နာရီခရဲအကုန်လုံးပြီးသွားပြီဖြစ်တယ်ဒါမဲ့ extension ဒါကျေးဇူးတော်နဲ့နည်းနည်းလေးရှစ်ရက်ထပ်ပြီးတိုးပေးလိုက်တာဖြစ်ကြောင်းနဲ့ဖော်ပြလို့လေတချို့ခုဂျင်ညာနဲ့ရာကို ကောင်းကောင်းနားမလဲရင်မိမိတို့နာမည်ပေးထားတဲ့သူတွေရှိမှပြန်ပြီးတော့ဖုန်းဆက်မေးကြည့်နိုင်တယ်ဒါပေမဲ့တခုရှိတယ်တချို့မမီတော့ဘူးဆိုကန်ဆယ်လုပ်လိုက်တဲ့သူတွေစာရေးတာမမီတော့ဘူးကျွန်တော်တို့မပြိုင်ပြတ်တော့လို့ကန်ဆယ်လုပ်လိုက်တဲ့သူမရေးတော့ဘူးလို့လုပ်လိုက်တဲ့သူတွေတော့ဒီထဲမှာမပါတော့ပါဘူးသူတို့ထပ်ရေးခွင့်မရှိတော့ပါဘူးရင်းရင်းနဲ့မပြီးသေးတဲ့သူအယောက်90ဟိုပဲကျွန်တော်ဒီနှစ်သိမ့်စု ပြန်ပြီးစဉ်းစားပြီးခြင်းဖြစ်ကြောင်းနေကောရန်ကုန်ကောပြည်တွင်းပြည်ပအားလုံးကိုပြန်အဲ့ဒါစဉ်းစားပြီးခြင်းဖြစ်ကြောင်းပေါ်ပြလို့ရအားလုံးကိုပြည့်ရှင်တောင်းကြည့်ပေးပါစီစွတ်တောင်းကောင်းကြီးခံယူကြပါစို့ခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်သုံးပါးသူပြားထံတော်ပတ်မှာကောင်းကြီးပြပြသည်သင်တို့အားလုံးပေါ်သို့၎င်းမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့၎င်းဒီကနေ့မွန်နေ့ရှင်များမင်္ဂလာနှစ်ပတ်လည်ကြောက်တော်သူများဘုန်းတော်ဝန်စားသွားတဲ့ဆရာကြီးဒေါက်တာဦးတင်လှချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရဖို့တော်၎င်း ဘုန်းတော်ဝန်စားသွားတဲ့တော့ S Mountain ချန်ရှိတဲ့မိသားစုတွေနဲ့သိမှုရဖို့တော်တော်ကောင်းချစ်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလအစမြတ်ကောင်းကြီးပြပြတိုက်ရောက်တည်ရှိလျက်တည်နေပါစေတော့အာမင်ယေရှုတမန်ရဲ့ချစ်ရှုသူအားလုံးကိုဖြတ်ချင်ကောင်းကြီးပေးပါစေနှိမ့်သက်ချစ်ရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့